မကွေးတိုင်းရေးစကြိုမြို့နယ်တွင်အချမ်းဘက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်ပြီးစစ်ကြောင်းထိုးနေမှုကြောင့်ပြည်သူ9000ကျော်စစ်ဘေးရှောင်နေရပြီးစစ်တပ်ကယနေ့နနက်ပိုင်းညောင်းဆောက်ခုစတင်မီးရှို့နေကြောင်းဒေသခံနေပြည်သူများကသတင်းပေးပြောဆိုထားပါသည်နိုဝင်ဘာလ25ရက်နေ့မှစတင်ပြီးရေးဆက်ကြိုမျိုးပေါ်ရှိ အချမ်းဘက်စစ်တပ်ကဟာဝေဇာလက်နက်ကြီးများဖြင့်မြို့အနီးအနားရှိပတ်ဝန်းကျင်ကိုပစ်ခတ်က မြေပြင်မှခလာရ256 258တင်းအင်းများမှအင်းအား200ကျော်ဖြင့်စစ်ကြောင်းထိုးနေကြောင်းယနေ့နိုဝင်ဘာလ28ရက်နေ့တွင်ညောင်ဆောက်ကြီးရာသို့ရောက်ရှိနေသောစစ်သားများကပြည်သူနေအိမ်များကိုစတင်မီးရှို့နေသည်နေအိမ်မီများမီးလောင်ကျွမ်းနေသည်ကိုသိရှိရခြင်းမရှိသေးကြောင်းသိရပါသည်လက်ရှိစစ်ကြောင်းကပေါကူရွာရွာသိရွာနှင့်ညောင်ဆောက်ရွာမှရောက်နေတာ၃ရက်မြောက်နေကြမှာ ညောင်စာရွာကစစ်ချောင်းကမီးရှို့နေတာမှာနေအိမ်ဘယ်နှလုံးလောက်မီးလောင်သွားပြီလဲတော့မသိရသေးဘူးရွာထဲမှာစစ်ခွေးတွေရှိနေသေးလို့ရေစကြုံမျိုးနဲ့ထိဆက်ရွာတွေကပြည်သူတွေစစ်ပေးရှောင်နေရတယ်။ပြည်သူတွေဖမ်းဆီးခံရတာမျိုးတော့မကြားမိသေးဘူး။ရွာရှိလူအကုန်စစ်ပေးရှောင်နေကြရတာဟုဒေတာနေပြည်သူတအူးကပြောကြားထားပါရဲ့ရှင်။